င်္ဂလာပါရှင်။တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွေဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့မြင်းမျိုးနဲ့မစောကြီးရအုပ်စုမှာဆရာနာရှင်တက်စစ်ကြောင်းထုံနေလို့တိုက်ပွဲဖြစ်တဲ့တင်။ထိုင်းမြန်မာနယ်စပ်လမ်းမှာရှိတဲ့တင်ခွန်းရွာမှာငားရက်ဆက်တိုက်တိုက်ပွဲဖြစ်တဲ့အခြေအနေ။လောင်းလုံးမှာစစ်ကြောင်းဝင်နေလို့ကြေးရွာငားရွာကပြည်သူတွေနေရွှန့်ခွာထွက်ပြေးရတဲ့အကြောင်း ချွန်ပူရီမှာအလုရှာခဘတ်တောင်းကျော်ပေးရပြီးအလုဝင်တဲ့မြန်မာ150အလုရက်နာခံရတဲ့အခြေအနေဟောင်ကောင်မှာကွန်တင်လီယင်ပြေးလန်းချော်ပြီးဝန်ထမ်းအုပ်သိမ်းဆုံးတဲ့တည်တင်ဆတဲ့တည်တင်တွေပဲဖြစ်ပါတယ်မြင်းမြွနဲ့မစောကြီးအောင်အုပ်စုတကံရွာဟောင်းကိုဆရာနာရှင်တက်ကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လန်ရေးတက်တွေနဲ့တိုက်ပွဲဖြစ်နေတယ်လို့ဒေတာခန်တော်လန်ရေးတက်နဲ့ဤဆက်သူတွေစီကသိရပါတယ်ဒီတည်တင်ကိုတော့ဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ ငိမ့်ညွနယ်မစောကျေးရွာအုပ်စုတကံရွာဟောင်းကိုစစ်နာရှေတက်ကစက်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတော်လိုင်းတက်နဲ့နေဆက်သူတွေစီကသိရပါဗျ။အော်တိုဘားလာ၁၈ရက်နေ့ညနေ၄နာရီလောက်မှာစစ်နာရှင်တပ်သား30လောက်ဟာတုံပြိုးရွာကနေမစိုးကျေးရွာအုပ်စုတောင်ပိုးရွာလက်ဆောင်ကနေတစ်ဆင့်တကယ်ရွာဟောင်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်တွန်လိုက်တပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာပါမိနစ်30အကြာထိတွေ့တိုက်ပွဲအတွက်လက်နက်ကြီးတွေနဲ့နှစ်ဖက်စလုံးအပြန်အလှန်ပြစ်ကြတယ်လို့တွန်လိုက်တပ်နဲ့နှိဆက်သူတို့အုပ်ကပြောပါတယ် တိုက်ပွဲဖြစ်ပြီးည9နာရီခွဲလောက်မှာတော့ဆန္ဒရှိတပ်သားတွေကတောင်ပူရွာမှာရှိတဲ့ပြည်ထောင်စုလမ်းမကြီးကိုပြန်ရောက်လာပြီးတောင်ပူရွာဘုရားတော်ဘက်ကိုချီလီရထွက်သွားတယ်လို့ဒေသခံတအူးကပြောပါတယ်တိုက်ပွဲအတွင်းတော်လိုင်းတပ်ဘက်ကထိခိုက်မှုရှိပဲပြန်ဆုံနိုင်ခဲ့ပြီးစစ်နာရှင်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့အသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့တော်လိုင်းတပ်နဲ့နှိစက်သူတို့ချို့စီကတီးရပါတယ် ြမနယ်ဆက်ကုံတွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တင်ခုံရွာကိုဆရာနာရှင်တက်ကအင်အားဖြစ်တင်ပြီးစစ်ကြောင်းထိုးလာလို့9ရက်ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။တည်တည်င်းကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ထိုင်းမြို့မှာနယ်စပ်ကိုတော်ကြီးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိတ်ခုံရွာကိုစစ်နာရှိတပ်ကအင်အားဖြစ်တင်ပြီးစစ်ကြောင်းထိုးလာလို့9ရက်ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ် တိုက်ခေါ်ရွာဝေါ်ကျင်ကိုစစ်နာရှိတပ်ကအေအား900နီးပါးနဲ့စစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထိုးလာတဲ့အတွက်တွန်လိုက်တပ်တွေနဲ့အော်တိုဘားလ14ရက်ကနေ18နှစ်ထိတိုက်ပွဲပြင်းထန်ခဲ့တာပါစန္နိုင်းရှိတရဲ့အမှတ်431ချီမြန်တရဲ့အမှတ်283ချီလီယတရဲ့အမှတ်133ချီလီယတရဲ့အမှတ်26ခေါ်ချီလီယတရဲ့အမှတ်265ချီလီယတရဲ့နဲ့အမှတ်131ချီလီယတရဲ့တို့ပူးပေါင်းပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့တော်လိုက်တက်ခွေဝင်ကဆိုပါတယ် ဆန်နာရှိတပ်သားတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်မှုအခြေအနေသိသိကိုတော့မသိရသေးပါဘူး။ထိုင်းမြို့မှာနေဆက်မှာရှိတဲ့မော်ရော့မြို့ကိုသွားတဲ့လက်ရှောက်ကိုဆန်နာရှိတပ်ကပြန်ထိချုပ်နိုင်ဖို့အင်အားအများပြားတုံ့ပြန်ဆက်ကြောင်းထိုးနေတာဆက်လက်နေပါကြာမြင့်နေပြီဖြစ်ပေမဲ့လည်းစစ်ဆက်မတုံးနိုင်ပဲတိုက်ခေါ်ကြေးရွာမှာပဲရပ်တန့်နေပါတယ်။အဲ့ဒီလိုဆက်ကြောင်းထိုးနေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်ဆက်စိတ်လှုပ်ရှားနေပါတယ်။ လောင်လုံးမြို့နယ်ကျောက်စင်ကျေးရွာအုပ်စုကိုဆရာနာရှင်တက်စစ်ကြောင်းဝင်နေလို့ကျေးရွာ900ကဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါဗျ။တည်တင်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။လောင်လုံးမြို့နယ်ကျောက်စင်ကျေးရွာအုပ်စုကိုဆရာနာရှင်တက်စစ်ကြောင်းထိုးဝင်ရောက်နေလို့ကျေးရွာ900ကဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေကြရပါတယ်။ဆရာနာရှင်တက်စစ်ကြောင်းဟာ အော်တိုဘားလာ19ရဲ့နေမနေ့ပိုင်းကစလို့ကြောက်စီဂျီဝါရဲ့အနောက်ဖက်ပင်လယ်ပြင်ကနေစစ်တင်ပေါ်နဲ့ဝင်ရောက်ပြီးငွားဖက်လီနဲ့ကန့်ကတ်လာခဲ့တယ်လို့ဒေတာခန်ကပြောပါတယ်။အင်အားတရာကျော်လောက်ရှိတဲ့စစ်ကြောင်းဟာကြောက်စီရွာမှာညာရီတပ်ဆွဲပြီးအော်တိုဘားလာ20ရဲ့ဒီကနေ့မနေ့ပိုင်းမှာတော့ကြောက်စီဂျီဝါနဲ့တစ်ဆက်တည်းရှိတဲ့သဘောဆိတ်ရွာကိုထွက်ခွာသွားတယ်လို့ဆိုပါတယ်။အဲဒီနောက်လမ်းမှာတွေ့တဲ့သဘောဆိတ်ဂျီဝါကဒေတာခန်အချို့ကိုလည်းဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ ်ဆက်နာရှင်ကစစ်ကြောင်းဟာသဘောဆိတ်ကြွားကိုရောက်ရှိချေဖြစ်တဲ့ဒီကနေ့မွန်လွယ်ပိုင်းမှာတော့စစ်သင်ဘောကနေလက်နေကြီးနှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်သင်ဘောဟာဒီကနေ့မနေ့ပိုင်းမှာကျောက်စီကျွာအနောက်ဖက်ပင်လယ်မှာရန်နာထာကနေမွန်လွယ်ပိုင်းမှာတော့တမ်ပနီကျွာရဲ့အနောက်ဖက်မှာရှိတဲ့မြုံရစ်ဖရာနာကပင်လယ်ပြင်ကိုပြောင်းရွှေ့ရန်နာထာတာကြောင့်တိုက်ပွဲဖြစ်လာမှာကိုဒေသခံပြည်သူတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျောင်းစင်ကျွာကဒေတာခံလို့အပေါင်းကျွာတစ်ဆက်၄ဆီတဘောစိန်ပြင်ကြီးပြင်ကြီးကမ်ပဏီစားတဲ့ကျွာ၅ရွာကဒေတာခံပြည်သူတွေလည်းနေရစွကွာထွဲပြီးတည်ဆောင်နေကြရပါတယ်ဆန်နာရှင်တဲ့စစ်ကြောင်းဟာပြီးကြတဲ့နေ့အဂန်လတ်မှာကျောက်စင်ကျွာအုပ်စုကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းအခုနှစ်မှာပထမဆုံးအခြေစစ်ကြောင်းထိုးဝင်ရောက်လာတာလေးဖြစ်ပါတယ် ထိုင်းနိုင်ငံချုံဘူရီခရိုင်မှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား150ဦးအလုပ်လျှောက်ပွဲကဘတ်တထောင်ကျော်ပေးပြီးအလုပ်ဝင်ထားပေမဲ့လည်းအလုပ်ရနာခံရတယ်လို့သူတို့ကိုကူညီဆောင်ရွက်ပေးနေတဲ့ WAG အဖွဲ့အစည်းကသိရပါဗျ။ပေးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်ကမြန်မာအလုပ်သမား150ဦးဟာစီရချာဒေတာမှရှိတဲ့ရေပူရေအခွက်ဆက်ရုံမှာအလုပ်စမတ်ကြီးဘတ်8000နဲ့အလုပ်ရှင်ပြောင်းခဘတ်4500ပေးပြီးဘတ်5000ကုမ္ပဏီအကျိုးဆောင်ကနေတစ်ဆင့်အလုပ်ဝင်ထားကြတာပါ။ အလုသမတ်ကြီးဆိုတာအလုသမားတွေကအကျိုးဆောင်ကနေတဆင့်အလုရှာတဲ့အခါပေးရတဲ့အခကျင်းဝင်ဖြစ်ပါတယ်။အလုဝင်ပြီးနောက်စက်တင်ဘာလနဲ့အောက်တိုဘာလအတွက်လောအားခတွေကိုအလုရှင်ကမြန်မာအလုသမားတွေကိုမထုတ်ပေးတော့ဘူးလို့ဆိုပါတယ်။အလုရှင်ကလောအားခါရီထုတ်ပေးမယ်လို့ကတိပေးထားတဲ့အော်တိုဘာလ15ရက်နေ့အထိလောအားခါရီမထုတ်ပေးတဲ့အတွက်မြန်မာလူသမား150ဦးဟာစက်ရုံတဲအလုံမစင်းမဲနေနေကြတယ်လို့ WAGC ကသိရပါဗျာ။ အော်တိုဘားလ16ရက်နေ့မှာတော့အလုရှင်ကအလုသမားတွေကိုကြိုတင်အတိမပေးဘဲရုတ်တရက်အလုရက်နာလိုက်တာဖြစ်တယ်လို့ WAG အဖွဲ့တာဝန်ခံကိုမိုနိုင်ကပြောပါရယ်။ရုတ်တရက်အလုရက်နာခံရတာနဲ့လောအားခါတွေပြန်လည်ရရှိဖို့အတွက်အလုသမားတွေက WAG အဖွဲ့ကိုအကူအညီတောင်းခံခဲ့တာပါ။အလုဖြုတ်ခံရတဲ့မြန်မာအလုသမားတွေအဲ့ဒီစက်ရုံမှာအလုလုံနေတဲ့လုပ်သက်က3လကနေ6လထဲမှာပဲရှိသေးတယ်လို့ WAGC ကသိရပါရယ်။ အလုံရှင်ဘက်ကအလုံသမားတွေကိုလောအားခရှင်းပေးထားပြီးပြီဖြစ်ပြီးဂျာခန့်အကျိုးဆောင်တွေကအလုံသမားတွေကိုလောအားခမရှင်းပေးတာဖြစ်နိုင်တယ်လို့ဆိုပြီးအလုံရှင်ဘက်ကပြန်ပြောထားတယ်လို့ဆိုပါတယ်လက်ရှိမှာမြန်မာလူသမားတွေဟာလှုပ်အားခပြန်လည်ရရှိရင်းနဲ့အလုပ်ဖြုတ်မခံရရည်အတွက်တောင်းဆိုထားပြီးသက်ဆိုင်ရာနေမြေအလုပ်သမားယုံတွေနဲ့ပူးပေါင်းဆောင်ရွက်သားမှဖြစ်တယ်လို့ WAG အဖွဲ့အစည်းကသိရပါဗျာ။ ဒူဘိုင်းကနေပြန်တန်းလာတဲ့ကုန်တင်လေယာဉ်တစ်စင်းဒီကနေ့အောက်တိုဘာလ20ရက်နေ့မနက်အစောပိုင်းမှာဟောင်ကောင်လေဆိပ်ကိုဆင်းသက်ချိန်ပြည်လင်းကနေချော်ထွက်ပြီးလေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပါတယ်။ဘိုးအေးခွန်လေးခွန်ကုန်တင်လေယာဉ်ဟာလုံခြုံရေးကိန်းလက်ယာဉ်ကိုဝင်တိုက်မိတာကနေလေယာဉ်ရောလုံခြုံရေးကိန်းလက်ယာဉ်ပါပင်လယ်ထဲပြုတ်ကျခဲ့ပြီးလေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ရတယ်လို့အနာပိုင်တွေကဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ25နှစ်ကျော်ကာလအတွင်းဟောင်ကောင်မှာအစိုးရဆုံးလေယာဉ်မတော်တဆမှုတစ်ခုဖြစ်ပါတယ်။ လေရင်ပေါ်မှာရှိတဲ့လေရင်ဝန်ထမ်း၄ယောက်စလုံးကတော့အသက်ဘေးကနေလွတ်မြောက်ခဲ့ပေမဲ့လည်းလေဆိပ်လုံခြုံရေးဝန်ထမ်း၂ဦးကတော့ရေထမ်းမှာဆဲယူချိန်ကတည်းကအသက်မရှူတော့ဘူးလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျ။လေဆိပ်ဝန်ထမ်းတဦးကတော့အခင်းဖြစ်တဲ့နေရာမှာတင်သိဆုံးတယ်လို့အတည်ပြုခဲ့ပြီးနောက်တဦးကတော့ဆေးရုံမှာသိဆုံးခဲ့ပါတယ်။မန္တလေးတစားဖြစ်ခဲ့တဲ့လေရင်ဟာတူရကီအခြေစိုက်ကွန်တင်လေကြောင်းလိုင်းဖြစ်တဲ့ ACT Airlines ကသူတို့ကိုစားပြေးဆွဲပေးနေတဲ့လေရင်ဖြစ်တယ်လို့ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းကဆိုပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်ရတဲ့အကြောင်းအရင်းတတိပပကိုတော့အာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။အခုလိုတနင်္လာရီတည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလုံမြောက်ပါစေလို့ဒွေဝက်အဖွဲ့သားတွေကဆုမကောင်းတောင်းအပ်ပါတယ်ရှင်။